ပလတ်စတစ်စာကျူတွေတွေကြောင့်ဒုက္ခရောက်သူများနေချိန်မှာမျက်နာတစ်ခုလုံးကိုပြုတ်ပြင်လိုက်တော့မယ်နေဆန်းနေဆန်းကဆယ်လီဖြစ်လာပြီးနောက်ပိုင်းမှာလိုက်မမီတော့လာအောင်ချမ်းသာသွားခဲ့တာဖြစ်ပါ යි နေဆန်းကချမ်းသာလာတဲ့အချိန်မှာသုံးကျင်နိုင်သုံးကဖြုံးကျင်နိုင်ဖြုံးနေနိုင်တာဖြစ်ပါ යි အမျိုးသမီးတယောက်လိုလှကျင်လာတဲ့အချိန်မှာနေဆန်းကသူ့ကိုယ်သူပြုတ်ပြင်ခြင်းတလို့ပြုတ်ပြင်နေရဖြစ်ပါ යි နေဆန်းကယောက်ျားလေးတယောက်လိုနေလဲခန့်ချောဆိုပေမဲ့မိန်းကလေးလိုနေထိုင်ဖို့သာစိတ်ရှိတော့တာဖြစ်ပါ යි နေဆန်းကမိန်းကလေးလိုဝန်စားပြီးတဲ့အချိန်မှာ ြင်စရာလည်းအရန်ကိုများလာခဲ့ပါ යි မျက်နာမှာလိုတဲ့အစိပ်ပိုင်းတွေကိုထိုင်းနိုင်ငံကိုသွားကပြုပြင်နေကြရပါတခုလိုပြုပြင်တာမဟုတ်ဘဲနှက်ခေါင်းနှက်ခမ်းလိုအစိပ်ပိုင်းသာပြုပြင်တာပါသိန်းပေါင်းများစွာအကုန်ကြခံပေမဲ့လည်းနီဆန်းကစိတ်တိုင်းမကြပြန်ပါဘူးဒါကြောင့်မို့လက်တလုံးမှာတော့နီဆန်းကသူ့အလုပ်ချင်းဆောင်အရာတခုကိုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီအဲ့ဒါကတော့နီဆန်းကသူ့မျက်နာတခုလုံးကို ပြုပြင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါညနာတစ်ခုလုံးမှာလိုအပ်တာအားလုံးကိုလောက်သွားမှာဖြစ်ပါ යි အသားညီအယောင်ကအစငယ်ရွယ်နှုတ်ပြအောင်နဲ့အရင်ကထပ်ပေါ်လာအောင်လုပ်သွားမှာပါမျက်နှာတစ်ခုလုံးခွဲစိတ်တာကကြီးမိုင်းအရာဖြစ်တာမို့ကြောက်စရာတော့ကောင်းပါရဲ့ဒါပေမဲ့လည်းနေဆန်းကအရန်ကိုလှုပ်ချင်နေရဖြစ်ပါ යි ခုလိုမျက်နှာပြင်ရတော့မင်းဆိုတဲ့အပေါ်မှာလေးစိတ်လုံရှားနေရပါ နေဆန်းကမျက်နာပြုပြင်တာကိုကိုရီးယားမှာသွားလုံမှလို့သိရပါတယ်။ကိုရီးယားရဲ့နာမည်ကြီးဆေးရုံမှာသွားလုံမှဖြစ်လို့မိကုံကြီးကြလည်းများမှာပါ။နောက်ဖို့အတွက်အသားအနာခံတော့မယ့်နေဆန်းကိုသတိပေးသူတွေကလည်းများနေပါတယ်။ခုနောက်ပိုင်းမှာမျက်နာပြုပြင်တာနဲ့ပတ်သက်ပြီးသတင်းစိုးတွေကအရန်ကိုကြားနေရတာပါ။သတင်းစိုးတွေတောက်လျှောက်ကြားနေရတာမို့မပြုပြင်ရဲကြတော့ပါဘူး။ဘိုင်းမှာအစီထုံးမိရာကနေပြည်တယ်ပိုးလိုက်ကခွဲခန့်ဝင်လိုက်ရသူတွေလည်းများပါတယ်။ ဒါပြင်မျက်နာကိုပြုပြင်ရင်အသက်မေသွားရသူတွေလည်းများလာပါတယ်။ဒါကြောင့်မို့နေဆန်းကိုသဘာဝအတိုင်းကိုတန်ဖိုးထားဖို့တတိပင်းနေကြတာပါ။ဒါပေမဲ့နေဆန်းကတော့သဘာဝအတိုင်းနေဖို့ထက်ပြုပြင်ဖို့ကိုသာစိတ်အားထက်သန်နေရပါ။လူတိုင်းကကိုယ်ခံယူချက်နဲ့ကိုဖြစ်တဲ့အတွက်လွတ်လပ်စွာပြုပြင်ကြတာဖြစ်ပါ යි ။ နေဆန်းကလည်းသူ့ရဲ့ရုပ်ရည်ကိုခုလက်ရှိထပ်ပို့လှကျင်တာမို့ပြုတ်ပြင်ကျင်တာပါနေဆန်းကလှနေပြီးသားဖြစ်တာမို့ပြင်လုံးမသာငကိုရုပ်ရည်နဲ့꿰ပြသွားနိုင်တာလို့လည်းဝေဖန်နေကြဖြစ်ပါဒါပေမဲ့နေဆန်းကတော့ခုလက်ရှိရုပ်ထက်အများကြီးနှုတ်ပြခြင်းတရားဖြစ်ပါဒါကြောင့်မို့လဲငွေသိမ်းပေါင်းများစွာအကုန်ကြခံကခုလိုခွဲစိတ်တာတွေကိုအချိန်ကုန်ကန်ငွေကုန်ခံလူပီပန်းခံကလုပ်နေရဖြစ်ပါတခါပြုတ်ပြင်ပြီးနေဆန်းမှာအဆများစွာနာကျင်ခံစားနေရတာဖြစ်ပါ ဒါရီကိုလှကျင်တဲ့စိတ်တစ်ခုတည်းနဲ့တီးခန့်ကစူးစမ်းနေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနေဆန်းကတီးခန့်ကချက်ပြီးခွဲစိတ်ဖို့အမွေထားပါပြီ။နေဆန်းကယောက်ျားလေးလိုပြန်နေဖို့အစီအစဉ်လည်းမရှိတော့ပါဘူး။ခုနောက်ပိုင်းမှာဆိုဆက်စီမော်ဒယ်လေးလိုတော့ပြုတ်မူနေထိုင်နေရပါ။ဘီကနီနဲ့အမိုက်စားပုံတွေပါတင်နေရဖြစ်တာကြောင့်တချို့အမျိုးသားတွေကတော့အပိနေရတာဖြစ်ပါတယ်။နေဆန်းကလက်ရှိမှာချစ်သူကောင်လေးရှိနေရဖြစ်ပြီးအချစ်ကြီးကလည်းကြာနေပြီဖြစ်ပါတယ်။နေဆန်းကမိမသားပူဆန်ကျင်တာကြောင့်လေတခုပြီးတခုပြုတ်ပြင်းနေရဖြစ်ပါတယ်။ အစင်လေးနဲ့ရှေ့ကြတဲ့ဆက်ဆံရေးတစ်ခုတည်ထောင်နိုင်လို့အားကြခံရတာလည်းဖြစ်ပါပရိသတ်ကြီးရောနေစံပြုတ်ပြင်မဲ့အပေါ်ဘလို့မြင်လဲဆိုတာပြောပြခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်